အက်စတွန်ဗီလာအသင်းကဘိုလောနာအသင်းကိုတကူကိုမရှိတဲ့အနိုင်ရခဲ့တဲ့ယူပါလီပွဲစဉ်မှာပန်နယ်တီလွဲချော်ခဲ့ပြီးနောက်တွင်းကိုတွင်းယူနိုင်ဖို့ရုန်းကန်နေရတဲ့တိုက်စစ်မှုဝက်ကင်းရဲ့တွင်းကိုရောက်ရှိလာမယ်လို့ဒီပြဦးနိုင်အမေရိကယုံကြည်မှုရှိနေပါတယ်။ဦးနိုင်အမေရိကသူကိုမသိနိုင်ခဲ့ပေမဲ့သူဒီဘက်မှာလှုပ်ခဲ့တဲ့အလို့ကြောင့်တွင်းကိုရောက်ရှိလာမှာပါ ူရဲ့အလုပ်ကိုကောင်းမွန်စွာလုပ်နိုင်ခဲ့တဲ့အတွက်ကျွန်တော်ပျော်ရွှင်ပြီးဒါကအရေးကြီးပါတယ်။သူဟာဒီဘက်မှာအခွင့်အရေးတွေရခဲ့ပြီးပယ်နယ်တီလွဲချော်ခဲ့ပေမယ့်ပါဝင်ကစားတဲ့မိနစ်30အတွင်းမှာကောင်းမွန်တဲ့အလုပ်ကိုလုပ်ခဲ့ပါတယ်။ဂိုးသွင်းနိုင်ခဲ့ရင်တော့သူဟာပိုကောင်းတဲ့ခံစားချက်ကိုခံစားရမှာပါ။ဒီဘက်မှာလည်းဂိုးမသွင်းနိုင်လို့သူ့အတွက်မလုံလောက်ခဲ့ပေမယ့်ကောင်းမွန်စွာကစားနိုင်ခဲ့ပြီးဒါကပထမခြေလှမ်းလို့ပြောခဲ့ပါတယ်။ဒီဘွဲစဉ်ရဲ့ဒုတိယပိုင်းမှာလူစားလဲဝင်ရောက်လာခဲ့တဲ့ဝကင်ဟာ10မိနစ်ကြာမှအက်စလွန်ဘီလာအသင်းရရှိခဲ့တဲ့ပယ်နယ်တီကိုကန့်သွင်းခဲ့တာပါ။ ဒါပေမဲ့သူ့ရဲ့ကံအတွင်းမှာကိုဘော်လုံးနာအသင်းကိုသမာကာကွယ်သွားနိုင်ခဲ့တာဖြစ်ပါတယ်။အသက်29နှစ်အရွယ်ရှိဝက်ကင်ဟာအက်စတွန်ဗီလာနဲ့အင်္ဂလန်အသင်းတို့နောက်ဆုံးကစားခဲ့တဲ့ဆယ်ပွဲစတိုင်ဂိုးပေါက်ပျောက်ဆုံးနေခဲ့တာပါ။ဝက်ကင်ဟာပြီးခဲ့တဲ့ရာသီကဆဲတဲ့အသင်းနဲ့ချန်ပီယံလိပွဲစဉ်မှာလွဲချော်မှုအပါအဝင်အက်စတွန်ဗီလာအသင်းတို့နောက်ဆုံးကံအတွင်းခဲ့တဲ့ပယ်နယ်တီ၅ချိန်မှာ၃ချိန်လွဲချော်ခဲ့တာဖြစ်ပါတယ်။အက်စတွန်ဗီလာအသင်းကောင်းဆောင်မက်ကင်က ဝကင်ဟာထိတ်တန်းတိုက်ဆက်မှုဖြစ်ပြီးဂိုမသွင်းနိုင်တောင်အသေးအတွက်စူးစမ်းအားထုတ်နေတဲ့သူဖြစ်တယ်လို့ပြောခဲ့ပါတယ်။အက်စတွန်ဗီလာအသင်းဟာဘောလွန်နာအသင်းကိုအနိုင်ရခဲ့တာကြောင့်ဒီအာဒီမှာနိုင်ဝဲမရရှိသေးတာကိုအဆုံးသတ်နိုင်ခဲ့ပြီးပထမဆုံးနိုင်ဝဲရယူနိုင်ခဲ့တာပါ။ပရီးမီးယားလိအမတ်ပေးစရာအဆင့်၁၈နေရာရပ်တည်နေတဲ့အက်စတွန်ဗီလာအသင်းဟာလာမယ့်လီဂ်ပွဲစဉ်အဖြစ်ဖူဟန်အသင်းနဲ့ရှင်ပြိုင်ရမှာဖြစ်ပါတယ်။